ညတညမှာအမူးသောနေတဲ့ကြောက်သားကောင်လေးတယောက်ဟာသူ့ရဲ့အပေါက်ပါနဲ့သူတနည်းအားကိုရောက်လာတော့မင်းနောက်ဖုန်းနဲ့မိကလေးတယောက်ကိုမေးလိုက်ကြရပါတယ်။ကြပြာတစ်ခုကိုရောဆုံနေတဲ့ထိုမိကလေးစီရာစီကိုအမူးလောကခြိကန်းနေတဲ့ကြောက်သားကောင်လေးကအဲ့ဒီမိကလေးရဲ့မျက်နှာကိုကြီးချင်းနေတာမလို့ရုပ်ဆိုးတဲ့အတွက်အခုလိုမျိုးဖုတ်ထားတာလို့ထိုမိကလေးကစစ်ပြပါတယ်။ကိလေသာဖြစ်တာထူနေတဲ့ကြောက်သားကောင်လေးကသူ့ရဲ့အီချေးကိုကြွားကထိုမိကလေးကိုခြိကန်းနေခဲ့ပြီးအဲ့ဒီချိန်ဘေးမှပါလာတဲ့အပေါက်ပါကလည်းအဲ့ဒီမိကလေးကအခုလိုမျိုးညကြီးမှပေါ်လာတဲ့အတွက်ထူးဆန်းနေတယ်လို့ပြောပြပါတယ်။ပြီးတော့အခုတလုံးမှလည်းငရွေတဲ့ပညာရှိကြောက်သားလေးကိုပြင်မှတ်ထားနေတယ်ဆိုတဲ့မြေ ခွေမိတ်ဆာမရဲ့တဲဲကလည်းစီးနေတယ်လို့ထပ်ပြောပြပါရယ်။ထိုင်ခဲ့တကူမှမိဖုရားတပါအာနာစီခဲ့စီတို့ကပညာရှိတိုင်းကိုလိုလားတဲ့အကြောင်းအမိတ်တကူထုတ်ပြန်ခဲ့ပါရယ်။အဲ့ဒီအမိတ်ကဆေးရနွားပွားတဲ့ကြောက်သားလေးကိုတောင်မှရာထူးအတွက်ဆောင်ဝဲဖြည့်ခွေပြုခဲ့ပြီးအဲ့ဒီတဲဲကိုကြားရတဲ့တောင်းချီတဲ့ပညာရှိတိုင်းကလည်းလောရံမျိုးကိုရောက်လာခဲ့ကြပါရယ်။အခုမှဆိုင်းအောင်လာတာဖြစ်တဲ့စတဲ့သားကောက်လေးတယောက်ကကြီးကျက်ခမ်းသားတဲ့လောရံမျိုးအကဲဖြန်းနေတဲ့ပုံတုံကြီးဖြစ်နေတဲ့သူကိုလည်းမိကလေးနှစ်ယောက်ကကြည့်ပြီးရီစားသွားခဲ့ပါရယ်။အဲ့ဒီမိကလေးတို့ရဲ့စကားကြားဆင်းနေခဲ့ကသူ့ရဲ့ခရီးကိုပဲဆေးဆင်းလာခဲ့လိုက်ပြီးညောင်ကိုရောက်လာတဲ့အချိန်မှာတော့လိုက်ပြောက်သွားပြီးဆိုတာကိုသိလိုက်ရပါရယ်။လူနှစ်ယောက်ကလည်း အစိမလဲကြနေတာမလို့တွားမိကြည့်တဲ့အခါသူ့ရဲ့အနောက်ကနေနောက်ထပ်စာသေးသားကောင်လေးတယောက်ပိုးလာပြီးလို့ပြောနေတဲ့ထိုမိကလေးကိုလက်ကြည့်လိုက်ပါတယ်။ကြပြသည်ရေးရတာကိုဝါသနာပါလာလို့ထမင်းနေတဲ့ထိုမိကလေးကိုစကားတစ်ခေါင်းမှပြန်ပြောပဲသူ့ရဲ့အောက်ကနေပဲအတိတ်ပဲနဲ့ပြောသွားခဲ့ပါတယ်။အဖေမကတော့မြေခွေးမိတ်ဆမရဲ့တတဲကိုကြားနေယူချီစစ်သူကြီးကလည်းရောက်လာခဲ့ပြီးစစ်ဖေးတော့မယ်လို့ထင်နေတဲ့ကလေးမလေးကိုနိုင်ငံကြီးကအေးချမ်းနေပြီဖေးတာမလို့စစ်ဖေးမှမဟုတ်ပဲခူးလာရတဲ့အကြောင်းရင်းကလည်းအခုတလောတောက်ချမ်းနေတဲ့မြေခွေးမိတ်ဆမကိုမိဖုရားရဲ့အမိကြောင့်ဖမ်းဖို့အတွက်ရောက်လာခဲ့ကြလို့အဖိုးတရားဟာစစ်ပြနေခဲ့ပါတယ်။ခဏနေတော့မြေခွေးမိတ်ဆမလာပြီဆိုတဲ့တတဲကိုကြားနေယူ ချီစစ်သူကြီးကလည်းလူအုပ်ကြတဲ့ကိုအမြန်တိုးဝဲသွားခဲ့ကြမလို့ကလေးတယောက်ရဲ့မုတ်ဟာလည်းလွတ်သွားခဲ့ပါတယ်လွတ်သွားတဲ့မုတ်ကိုဖမ်းလိုက်ကစားနေတဲ့သူကတော့အခွမ်းဆိုးတဲ့သူဖြစ်ပြီးပြတ်တောင်းနေတဲ့ကလေးမလေးကိုကောင်းလေးဖြစ်သူကတူလန်ဘိုက်ဆက်နေလောက်မှဖိတာမလို့ဆိုကကြွေးလိုက်ပါတယ်အခွမ်းကလည်းအဆိုပါကလေးကိုကြီးစုတက်လိုက်ပြီးကလေးမလေးစီကနေလည်းပစ္စည်းတစ်ခုကိုတစ်ခါရန်ငားလိုက်ပါတယ်စစ်သူကြီးရောက်လာတော့အသိရောက်နေတဲ့ခြိုက်ဆဆန်းကိုလည်းသူတို့အလုံးမှနောင်မီကလာယူတယ်လို့ထင်နေခဲ့တာမလို့ဒီတိုင်းကွယ်လာကြည့်တာလို့သာပြောလိုက်ပါတယ်အဲ့ဒီနေရာမှာလည်းလဲကြနေတဲ့စားသိသားရဲ့အပေါပတယောက်ကလည်းစီးနေခဲ့တာမလို့စစ်သူကြီးကတော့မြေခွေမိတ်ဆာမကိုသာမင်းနေခဲ့ပြီးအဲ့ဒီအစ စီကကောက်လေးကလည်းသူကတရုတ်တည်းအိပ်ပြော့သွားခဲ့ပြီးပြန်လို့လာတဲ့အချိန်မှာမသွေးတော့ဘူးလို့သာစေပြနေခဲ့ပါတယ်။အခုပြောက်သွားတဲ့ကြောက်သားကလည်းဒီလမှာဆိုရင်34ရာမြောက်ကြောက်သားဖြစ်တယ်လို့ခြေစားဆန်းကစေပြနေခဲ့ပြီး위치စစ်သူကြီးကလည်းသူတိတာဖြစ်လို့မြေခွေမိတ်ဆာမကိုဖမ်းဖို့တမျိုးလုံးကိုစေစေခိုင်းလိုက်ပါတယ်။စိတ်ဝင်စားနေတဲ့ကလေးနှစ်ယောက်ကလည်းအနောက်ကနေလိုက်သွားခဲ့ပြီးအဲ့ဒီချိန်အောက်ခန်းကလည်းကြံနေတဲ့ပစ္စည်းတွေထဲကစာအုပ်တစ်ခုကိုအနားခံလိုက်ပါတယ်။လေယုံနဲ့အာယုခိုင်နေတဲ့မိကလေးတယောက်ကသူတို့ရဲ့ခေါင်းဆောင်စေစေရဲ့အရာစီကိုမြေခွေမိတ်ဆာမကသူတို့ဆောင်းနေတဲ့နေရာကိုလာနေပြီးလို့လမ်းသိပေးပါတယ်။ခဏနေတော့မြေခွေမိတ်ဆာမကလည်းအဲ့ဒီနေရာကိုရောက်လာခဲ့ပြီးစေစေ ေးရေးအရာစီကလည်းသူတို့လူတွေနဲ့အတူမြေခွေမိဆာမားကိုအသက်ဆောင်းနေကြပါတယ်သူတို့ကိုသိနေတဲ့မြေခွေမိဆာမားကိုလည်းလူဖြစ်ဖြစ်မိဆာဖြစ်ဖြစ်ဂယုမဆိုင်ပဲចောင်းသားသေးကိုသာအကောက်တိုက်ပြပေးမယ်ဆိုရင်သူတို့ပူလာထဲကိုဝဲခွဲပေးပြီးအသက်ချာသောက်ခွဲပေးမယ်လို့ပြောလိုက်ပါတယ်မြေခွေမိဆာမားကလည်းမဝဲချေတဲ့အကြောင်းကိုတွဲဝိုက်ပြီးပြောနေခဲ့ကြမလို့ចောင်းသားသေးဘယ်မှာလဲဆိုတာကိုစေစေးရေးအရာစီကပြန်မေးပါတယ်မပြောပြဘူးလို့ပြောလိုက်ကြမလို့မြေခွေမိဆာမားကိုတားဖို့အသက်ပြေးလိုက်ပြီးတိုက်ခိုက်နေခဲ့ပေမဲ့အဲ့ဒီမြေခွေမိဆာမားကတော့အသာရဆောက်ပြောင်းနေခဲ့ပါတယ်ဘလို့မှတိုက်ခိုက်အောင်မတိုက်ခိုက်နိုင်ကြတာမလို့အဲ့ဒီမြေခွေမိဆာမားကပဲသူ့ရဲ့ခြောက်ခြောက်ထဲကိုခေါ်သွားခဲ့ပါတယ်ထွေးရမဲ့လ န်းကိုပဲစာနေခဲ့ရပြီအဲ့ဒီထိုင်မှလည်းသူ့တိုက်ခိုက်နေတဲ့ပုံရိပ်ရောင်တွေကိုသာပြန်လည်တိုက်ခိုက်နေရပါတယ်ခဏနေတော့ရွေရှည်စစ်သူကြီးကလည်းအဲ့ဒီနေရာကိုရောက်လာခဲ့ပြီစစ်စေးရစီပူမာဖီကလည်းကြိုရောက်နေပြီဆိုတာကိုတီးလိုက်ရတာမလို့တူတူရမဲ့နာမီကားကိုလလူယူတဲ့လူတွေကပိုလာပြပြီလို့ဘေးကနေဒူးစစ်သူကြီးကအလားအတီးပေးပါတယ်စစ်စေးအခွဲကလည်းတူတူရဲ့စစ်စေးရစီကအထဲမှာမြေခွေးမိတ်ဆောင်မကိုဖမ်းနေတယ်လို့အတီးပေးပါတယ်တူတူကိုတည်းဖမ်းမဖြစ်လို့နဖေသားအချင်းများနေကြပေမဲ့စစ်သူကြီးရဲ့အမိချစစ်စေးအခွဲကလက်ခွဲပေးလိုက်ကြပါတယ်အဲ့ဒီချိန်အတရာထွေးလာတဲ့မြေခွေးမိတ်ဆောင်မကိုမြေလိုက်ကြရတာမလို့ယူရှိစစ်သူကြီးကစစ်စေးရစီကတောင်မှမနိုင်ပ ါလာလို့ပြောလိုက်ပြီးသူ့ကိုလည်းမြေခွေးမိတ်ဆာမကိုတတ်ခိုက်သွားတယ်ဒါပေမဲ့ तू ကလည်းမြေခွေးမိတ်ဆာမရဲ့ပုံရိပ်အောင်ထဲကိုပဲရောက်သွားခဲ့ပြီး तू ထိအင်အားကြီးတဲ့မိတ်ဆာကြောင့်ပြီးနေခဲ့ရပါတယ်ဒေါ်သာထွေးလာတဲ့စစ်သူကြီးကလည်းတတ်ခိုက်ဖို့လုပ်ပြီးမှထိခိုက်အောင်မတတ်ခိုက်နိုင်ပဲဖြစ်နေပြီးနောက်ဆုံးမှတော့မြေလုံးကိုထိုးလိုက်ပြီးစုပ်တတ်လိုက်ပါတယ်ထိသွားပြီးလို့ထိသွားခဲ့တဲ့အသွေးပြန်လှည့်ဖို့လုပ်လိုက်ပြီးမှအဲ့ဒီပုံရိပ်ရောက်ကပြတ်ထွက်လာခဲ့တာမလို့ तू နဲ့ပဲစိတ်တိုက်ခိုက်နေရပါတယ်အချိန်ကကြာနေပြီဖြစ်ပေမဲ့မထွေးလာကြသေးတာမလို့တွားကြည့်ဖို့ပြင်နေတဲ့စစ်စစ်ရေးအခွဲကမိကလေးကိုယူလေတန်းကတားလိုက်ပါတယ်ခဏနေတော့အตาရထွေးလာတဲ့မြေခွေးမိတ်ဆာမကနောက်ထပ်ဘသူစီသေးလဲလို့မေးလိုက်ပြီးအဲ့ဒီချိန်မှာပဲအ အခွန်းကမမောက်မနဲ့ဆိုကမြေခွေမိဆာမောင်ကိုမိဘန်းနဲ့ပြေးလိုက်ပါတယ်။ပုံရင်းရောက်နေမိနေကြတဲ့နေအောင်သားကိုလည်းမိဘန်းနဲ့ပြေးကပုံရင်းရောက်နေကြတဲ့ကနေလွန်မြအောင်ကူညီပေးလိုက်ပါတယ်။ထပ်ပြီးတော့လင်းလင်းတခုထုတ်လိုက်ကမြေခွေမိဆာမောင်ကိုဖမ်းဖို့အသိပြေးလိုက်ပြီးအဲ့ဒီအချိန်မြေခွေမိဆာမောင်ကိုသာတိုက်ခိုက်ဖို့လုပ်နေတဲ့နေအောင်သားပဲကြားထက်ကနေအဖမ်းခံလိုက်ရပါတယ်။သူ့ကိုကြီးစုတစ်သွားတဲ့မြေခွေမိဆာမောင်ကိုလည်းမေးစရာတခုရှိတယ်လို့ပြောနေပေမဲ့ပြေးသွားခဲ့ပြီးအောက်မှလည်းဒုက္ခရောက်နေကြတဲ့နေအောင်သားကိုအဲ့ဒီ PC ကရောက်ကရင်ပူကြတာဖြစ်လို့အပြေကသူ့တွေကိုသာဖမ်းခိုင်းဖို့ပြောလိုက်ပါတယ်။သူ့မှာပါလာတဲ့ CPC ဖဏတစ်ခုဝေါ်လိုက်ပြီးမင်းကရောဘာလုပ်လဲလို့မင်းနေတဲ့စစ်သူကြီးကို အမျိုးမရှိရွာသားလို့ပြောခဲ့ပြီးမြေခွေမိတ်ဆက်မရဲ့အနာကိုလိုက်သွားခဲ့ပါတယ်။နေအောင်သားကလည်းမြေခွေမိတ်ဆက်မကိုမဖမ်းနိုင်ကြတဲ့အပြင်စီးနေတဲ့အစိတ်ပါကွဲသွားခဲ့ကြတာမလို့တုံးမကြဘူးလို့ဆိုကအပြန်လိုက်ငေးခုန်နေကြပါတယ်။သူတို့ကိုလည်းဖက်ပေးလိုက်တဲ့အခါအခွားကိုလည်းမြေခွေမိတ်ဆက်မနဲ့တဖိတ်တလို့ဆိုကလိုက်ဖားဖို့စေတူကြီးကအမိတ်ပိနေခဲ့ပါတယ်။စစ်စရေးအရာစီးတွေကတော့သူတို့ကိုချုပ်ခဲ့တဲ့ပစ္စည်းကထူဆန်းနေတာမလို့ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ရိုးရဲ့အတိုက်ပညာများလာလို့ဆိုကစေစားနေခဲ့ပါတယ်။လာကြည့်နေကြတဲ့ကလေးနေအောင်ကိုလည်းကြံခဲ့တဲ့ချိန်ဆဆန်းကပဲပြတ်ဖို့ပေးခဲ့လိုက်ပါတယ်။တဖိတ်မကတော့မြေခွေမိတ်ဆက်မရဲ့အနာကိုအခြေချလိုက်နေခဲ့ပေမဲ့မြေ ခွေမိတ်ဆက်မှာပြေးလိုက်တဲ့အပိုင်းကြောင့်အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဆောက်ကြံမြန်ရဲ့အဆေးကိုသာအားခွိုက်တဲ့အောင်ရောက်လာခဲ့ပြီးမြေခွေမိတ်ဆက်မှာကိုဝယ်စားဖို့လုပ်ပေးမယ်။အဆေးမှာတားနေတဲ့သူကအထဲဝဲချေရဲ့တတ်မှတ်ထားတဲ့ငွေကြေးချိုးစီမှာသာဝယ်လို့ရတယ်လို့စစ်ပြနေခဲ့ပါတယ်။အဲ့ဒီချိန်ဘေးမှာကြားနေတဲ့မြေခွေမိတ်ဆက်မှာရဲ့မင်းနာဖို့ကိုလည်းအားခွိုက်တဲ့အောင်မြေလိုက်ရတာမလို့အဲ့ဒီနာကမိတ်ကလေးလေးကိုလိုက်ကြည့်ပေးမယ်။တနာယူလို့သာပြောခန့်လိုက်ရပါတယ်။ခဏနေတော့စေပေါ်မှာလည်းမိတ်ကလေးတယောက်ကအိုးထဲကနေထွေးလာခဲ့ကသူ့ရဲ့ပြောက်ကွဲကိုလည်းအားလုံးကိုဖျော်ဖြေဖို့လုံနေခဲ့ပြီးသူ့ရဲ့ပခုံးကိုသာအာရုံဆိုင်နေတာမလို့တီးသွားခဲ့တဲ့အခွိုင်းကလည်းမိတ်ဆက်မှာလို့ဆိုတာပြုတ်လိုက်ပါတယ်။ဒါဆိုဆက်စစ်ဝါပီဇိုဝါလေး ဖြစ်ပါတယ်အစ်ပြေ episode တူနောက်ပြီးတော့မှာစိတ်တက်ပေးပါမယ်ကျွန်တော်ကတော့ bye bye